ဆမ်းမယ်အကျန်းဖက်နေပိတ်တွေနဲ့တက်ထောက်ကန်သူတွေ Facebook ပေါ်မှာအခြေတင်စကားများနေကြတယ်အကြောင်းအရာကတော့ကေစီရေးရင်နှန်းတွေကိုတနက်နဲ့ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့ထောစံနိုင်ပေါ့ဗျာဗဒက်တွေဖြစ်တာစစ်တပ်ကဖြစ်တာဆိုပြီးအပြိုင်ဆိုင်ငင်းကုန်နေကြတယ်အခုတော့ကျွန်တော်တို့ရဲ့တည်င်းမှန်ပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင်ကအကြမ်းဖက်မီဒီယာတွေရှေ့မှာကို သူတို့ဘက်ကပြစ်တာဖြစ်ကြောင်းဝန်ခံလိုက်ရပါတယ်။ဝန်မခံလို့လည်းမရတော့ဘူးလေ။ခိုဘက်ကမှတ်တမ်းတွေအထောက်ထားအပြည့်စုံနဲ့နိုင်ငံတကာမီဒီယာတွေပေါ်မှာတင်တော့မှာဆိုတော့ဗိုလ်ချုပ်ဇော်မင်းထွန်းခမရသူ့ရဲ့အရှက်သေးခါကိုမငက်ကွက်ပဲသူတို့ပြစ်တာဖြစ်ကြောင်းဝန်ခံလိုက်ရတယ်။ဒီဝန်ခံချက်မှာဗိုလ်ချုပ်ဇော်မင်းထွန်းကအဆိုပါရင်နှန်းကိုတက်မတော်လုံချုံရဲ့အဖွဲ့မှတာစီကြောင်းမီတာတရာတွင်ရောက်လာသောအခါတနက်ပြစ်ဖောက်ပြီးဒရီပေတာမြင့်ချင်းသာဖြစ်ကြောင်း တကယ်လို့ဒီနေရာမှာတည်စေရေးရှင်တမကလို့ဂေါတမမြတ်စွာဘုရားပဲဖြစ်ဖြစ်ယေရှုပဲဖြစ်ဖြစ်အလားရှင်မြတ်ပဲဖြစ်ဖြစ်သူတို့ကိုတည်ရင်ပို့တင်ချောင်းပြက်ပြက်သားသားပြောဆိုသွားသည့်အပြင်နောက်ဆိုအန်ဒီရဲ့ကင်းကင်းဖြစ်လာခြင်းလျင်တရုတ်နိုင်ငံရဲ့ကားနံပါတ်နဲ့တရုတ်ကားတွေနဲ့သာလာတင်ချောင်းမှတ်ချက်ပေးသွားခဲ့ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီတည်ဟာအကြမ်းဖက်ဗဒက်တွေအတွက်တော့ဝါဒဖြန့်ချီဖို့တုံတဲ့နေရာမှာအကောင်းဆုံးတည်င်းဆိုတာဗိုလ်ချုပ်စော်မင်းထွန်းကသိနေတော့ သူဝန်ခံသွားရတဲ့အချိန်မှာအတန်တွေတုံငဲ့ရည်တွေဝဲနေကြတယ်။ဘိုလ်ချုပ်ကိုကြည့်ပြီးတော့ကျွန်တော်တို့တတ်ထောက်ခံသူတွေကလည်းစိတ်တော်တော်မကောင်းဖြစ်ခဲ့ကြရတယ်။ဘဝမှာမှုသားစကားတစ်ခါဆိုတစ်ခါမှမဆိုဘူးသူတယောက်အခုတော့မီဒီယာတွေရှေ့မှာသူ့မျက်နှာလေးညှိုးငယ်စွာအဖြစ်ဝန်ခံလိုက်ရတာကနောက်ချိုးမှာတယောက်ချက်ချင်းညီညာကိုပြစ်ခတ်ခဲ့တာကျွန်တော်တို့ပါတယ်တဲ့။တတ်ထောက်ခံသူတယောက်အနေနဲ့သူ့မျက်နှာညှိုးငယ်နေတာကိုဘလို့မှကြည့်မရနိုင်တော့ဘူးဗျာ။ ူဘွားမှာဘကိုးစီရတော်တုံးကတခါအခုတယောက်ကယ်ဆယ်ရေးရှင်နှန်းကိုပြည့်တဲ့ဒီတခါနှစ်ခါပဲမှုသားစကားဆိုခဲ့ဘူးပဲမယ်နှစ်ခါစလုံးကိုတတိရှိစွာဝန်ခံခဲ့ပါလေတတွင်အမှန်တွေတင်ဆက်ပေးနေတယ်ဒီဟုတ်စီစတာ